ဗီဒီယိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ပတ်ရဲ့ Fan Plus Star Season မှာပေါ့နော်ဖိတ်ခေါ်ထားတဲ့အထူးဧည့်သည်ကတော့ဒါအခုဒလကောင်မလေးတွေတိုင်းမှာရေပန်းစားနေတဲ့အထင်ထအောင်ပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဟုတ်ပါအဲ့တော့ဒါမင်းကုန်းလေးမဖြေခင်ပေါ့နော်အခုလက်တလောအနုပညာလှောင်ရှားမှုတွေကမိုင်လောက်တယ် အာခုလောလောဆယ်ကတော့ကျွန်တော်ထွေထွေ drop လုပ်ဖြစ်ဘူးဒီတိုင်းကျွန်တော် commercial လေးရှိမယ်ပေါ့ပေါ့ပါပါလေးပါပဲကျွန်တော်ကဒါရုပ်ရှင်ကားကြီးတွေ series တွေကိုလာဖို့ရှိလားအာနောက်ပိုင်းကတော့ရှိတော့ရှိမယ်ထင်ပါတယ်လောလောဆယ်တော့မရှိသေးဘူးပေါ့ရှိတယ်ပေါ့ဒီ season လေးကိုလည်းကြည့်ထားမယ်ထင်တယ်နော်အဲ့ကြကြည့်ပြပါရဲ့ဟုတ်ကြည့်ပြပါရဲ့လိန်လာလိန်လာလိန်လာလေပါပါဟုတ်ပါပြီဆိုတော့ဒါ ဒီထဲမှာမိကွန်းလေးတွေပြင်ဆင်ထားတယ်ဒီကနေမှ6ခုလောက်ကိုပေါ့နော်နှိုက်ပြီးတော့ဖြည့်ရမှာဒီကမိကွန်းတွေကပုံမှန်မေးနေကြမိကွန်းတွေတော့ဖြစ်ချင်ပါလေဖြစ်မယ်အစရိုရာလေးလည်းဖြစ်ချင်ဖြစ်မှာပေါ့နော်ဆိုတော့ ready ပဲလာဖြစ်ဖို့ ready ပါပဲဟုတ်လားဒီမှာလုံးမိကွန်းလေးစိတ်ထဲမှာပေါ့နော်နေရပြန်မကြအောင်နော်ကဲပထမဆုံးမိကွန်းမိုင်းပေါ့ချစ်သူရှိလားတဲ့ချစ်သူထားဖို့စဉ်းစားမယ်ဆိုလို့ရှိရင်ဘယ်လိုလူမျိုးကိုရွေးချယ်မှာလဲတဲ့ အဲ့တော့ခုတော့ကောင်းပါလေးသိနေတယ်ပဲကျင်ပါရဲ့ဒီမေးခွန်းကတော့အာလောလောဆယ်ကတော့မရှိပါဘူးအာဒါဒီနော်လောလောဆယ်ကတော့မရှိပါဘူးအာထားပြခဲ့မယ်ဆိုရင်တော့ uh, idea type so နေနဲ့ဆိုရင်တော့ကျွန်တော်အဲ့လိုစပင်းရှိရှိလေးတွေကိုသဘောကျတယ်စပင်းရှိရှိအဲ့လိုပြီးညမှန်လေးနဲ့အဲ့လိုဘယ်လိုပြောရမလဲနည်းနည်းဟို old school ဆန်တဲ့ပုံစံမျိုးလေးအဲ့လိုမျိုးလေးကိုသဘောကျတယ်ကဲမျက်စိလေးစားပြစ်ထားမှမှားသွားပြီလားအရင်ကတည်းကမျက်မှန်တက်တယ်ဟုတ်လားစပင်းတိုင်းညလိုက်တာ women oh ဘယ် ကဲစားစားအဲနာမင်းကလေးပေါ့နော်ဆက်ပြီးတော့ဒီကနောင်နာရောင်ဝိုင်းမက်ဆင်တင်လာပြောတယ်အာဒါကတော့ဖြင်းတော့နည်းနည်းကြက်စာတတ်နိုင်မယ်တော့ချင်းနေပေါ့နော်လူကြီးတွေမသိအောင်ခိုးလို့ဘူးတဲ့ကိစ္စတခုလေဥမာအဖေမေမသိအောင်ပဲဖြစ်ဖြစ်တာတာကြီးမသိအောင်ပဲဖြစ်ဖြစ်တော့အာခိုးလို့ဘူးတဲ့ကိစ္စဆိုတော့ဒါ များအများကြီးရောရှိရပါတော့အများကြီးရဲမှမာတာကလပ်တွေပါကြီးသွားတာလောက်ပေါ့ဒါအဲတော့အမြဲတမ်းခိုးလုပ်ဖြစ်တဲ့အရာပါနောက်လည်းဆက်လုပ်သွားဖို့ရှိတယ်။ဒီမှာပြောလိုက်ပြီးတော့ရုံးလို့ရအောင်။အဲရတော့ရအောင်။ဇိုရီယာဆိုင်နေတယ်မှာဝေးဝေးရှောင်နေစားရပါဘာလို့ရှောင်တာလဲတဲ့။ trauma ဖြစ်ထားတဲ့ sign တွေရှိမယ်ထင်ပါရဲ့။ဇိုရီယာဆိုင်နေမှာဆိုတော့ကျွန်တော် fire sign နေနဲ့တော့ကြောက်တယ်။ဘာလို့လဲဆိုတော့ ကျော်က water sign ကြီး water sign ဖြစ်တဲ့အတွက်ကြောင့်အဲလို fire တွေနဲ့ဆိုရင်ဒါပေမဲ့တရေချင်းတွေထဲမှာတော့ fire တွေကအများကြီးပဲ fire တွေကအများကြီးပဲဆိုတာကြောင့်ဒါပေမဲ့အဲလိုဘယ်လိုပြောရမလဲ fire sign ဆိုနည်းနည်းတော့လန့်နေရပါဘောအဲ့တငယ်ချင်းတွေသူတို့ပုံစံကိုတိနေရအောင်အဲ့လိုဘယ်လိုမျိုးလဲဆိုအဲ fire sign တော့နေကြောက်တယ်အဲ့လို sign တစ်ခုအဲ့လို name တစ်ခုလောက်ဟိုဖြစ်ရမယ်ဆိုလို့ရှိရင် Capricorn တော့ကြောက်တယ် Capricorn ဘာဖြစ်လဲဆို fire sign နေနေရှင်အဲ့ Capricorn နည်းနည်းပူဆိုးသလားလို့သူတို့ပုံစံအဲ့လိုလေး လိမ်မယ်ပတ်မယ်ခောက်မယ်အဲ့လိုအဲ့လိုအဲ့လိုမျိုးလေးကပ်ပီကိုဆရာကြီးတွေပေါ့อืมဟုတ်တယ်ဆိုတော့ဘာဆိုင်လဲကျော်စကော်ပီယိုအော်စကော်ပီယိုကိုရှောင်းတဲ့ဆိုင်ကတော့ fire sign နေရတာဆိုလို့ရှင်တော့တော်တော်တတိထအောင်ဟုတ်တယ် fire sign ဆိုရင်တော့ bye bye အဲ့ဇိုရီယာ sign ရောပုံမှာအဲ့လိုမျိုးနည်းနည်းအယုံကြီးရှိလားအများကြီးရှိရကျွန်တော်အများကြီးရှိရလို့ဆိုကောင်မလေးတွေအဲ့လိုမျိုးကိုကတကယ်ချစ်သူထားမယ်ဘာညာဆိုလို့ရှင်တော့အဲ့ sign တွေကိုကြည့်ကြည့်မှာပေါ့ sign ကိုအရင်ကြည့်ရမယ်တင်ဘာလို့လဲဆိုတော့ ကျော်အဲ့လိုနောက်ပိုင်းအဲ့ဇိုရီယက်ဆိုင်တွေကိုလေးလာလိုက်တဲ့ချိန်မှာအကုန်လုံးကအများသောအားဖြင့်ကတော့အဲ့ဇိုရီယက်ဆိုင်တွေရဲ့သူတို့ habit လေးရှိရလေအဲ့ habit တွေအကုန်လုံးကတူတယ်အဲ့လို personality ကိုပြနိုင်အဲဟုတ်တယ်အဲ့လိုပြနိုင်တယ်ဥမာကျွန်တော်တို့ Scorpio ဆို Scorpio ကြီးတွေ့လိုက်လို့ရှိရင်ဒီဒီလူကဘာကြိုက်လဲဆိုတော့ကျွန်တော်သိနေဗာလို့လဲဆိုတော့ကျွန်တော်လည်း Scorpio မဟုတ်လို့အဲ့လိုအဲ့လိုအဲ့လိုမျိုးလေးပေါ့ Capricorn တွေကတော့နည်းနည်းနားသိမ့်မလာကြနဲ့ပေါ့နော်ပြောပြမရဘူး โอเคပါတယ်ဆိုတော့နောက်တော့မေကုန်းနေနေပါဟမ်ရွှေချိုပြိုင်ပွဲမှာတဲ့အာအကြောက်ဆုံးတိုင်ဆိုလို့ရှင်ဘယ်သူလဲတဲ့ဘာလို့ကြောက်တာလဲတဲ့မေကုန်းနေရနေလေတဖြည်းဖြည်းချင်းတိုးတိုးလာတဲ့အချိန်ပေါ့နော်နော်ဟမ်တိုင်နေမှာဆိုတော့ကျွန်တော်အကိုခန့်ကိုကြောက်တယ်ဒါကတော့လူတိုင်းလဲကြောက်မယ်လို့ထင်တယ်ကိုခန့်ကိုခန့်ရဲ့ anti grace ရဲ့အော် anti grace ဒါပေမဲ့အကြောက်ဆုံးဆိုရင်တော့ကိုခန့်ပေါ့ဘာဖြစ်လဲဆိုတော့ ဟိုအဲ့လိုကျွန်တော်တို့ရှေ့မှာလည်းလို့ဗာလဲအာတယောက်ချင်းစီတက်နေတဲ့အချိန်မှာအာဘယ်လိုပြောလဲတခြားဒိုင် judge တွေဆိုရင်အဲ့လိုပြောအာဟာတာလောက်ပြန်ရင်ရည်ရဲဒါမှမဟုတ်ရည်ရလေးပြောရည်ရဲဘုခန့်ကြောင့်အဲ့လိုမဟုတ်သူက serious နဲ့အဲ့လိုသူမူသူမူနေသူအဲ့လိုအဲ့လိုအဲ့လိုမျိုးကြီးဆိုတော့နည်းနည်းတော့ကြောက်တာပါကြောက်တော့ရည်ရဲပြောလည်းမရည်ဘူးလားရည်ရဲပြောလည်းတိတ်မရည်ဘူးအဲ့အဲ့လိုပုံစံမျိုးဆိုတော့နည်းနည်းတော့ရှိန်ကြောက်လေးပေါ့အဲ့လိုတော့ဖြစ်နေသူစီကအဲ့လိုချီးကျူးစကားတွေပဲကြားခဲ့ရလား ကြီးကျူးစကားတွေပါတယ်အဲ့လိုမျိုးတော့အဲ့လိုမျိုးတီးတန့်ကြီးတော့ကြားခဲ့ရမျိုးမရှိဘူးဟုတ်အဲ့အကြောင်းလဲဒါအကြောင်းဆုံးဖြစ်ခဲ့ရတယ်ဘယ်ချက်တွေကြောင့်တဲ့အာကို့ main ကလေးတွေကအားကိုးခြင်းပဲလို့ထင်တယ်တဲ့အမကဥမာကို့မှာဘာရှိလို့အားကိုးခြင်းပဲလို့ထင်လဲပေါ့ကျောင်းက water sign ဖြစ်တဲ့အတွက်ကိုအဲ့လို emotional ဘက်ကိုနည်းနည်းအဲ့လိုဘယ်လိုပြောမလဲကြည်ရ emotional ဘက်ကိုကြည်ရဆိုတာမျိုးကကြောင်းမှန်ဘယ်လိုပြောရမလဲဆိုအာ စိတ်ဆိုးနေရဆိုရင်လည်းဥမာမိန်းကလေးဆိုရင်စိတ်ဆိုးနေရလားလို့မေးမဆိုးပါဘူးလို့ဖြေကောင်းဖြေလိမ့်မယ်ဒါပေမဲ့သူတို့စိတ်ဆိုးနေရအဲ့လိုအဲ့လိုမျိုးသိရပေါ့ပြီးရင်ဘာဘာဖြစ်ရင်ဘာလုံးရမယ်ဆိုတာအဲ့လိုမျိုး emotional လေးသိရပြီးရင် light သိရတယ် you sighted တယ်ပေါ့အော်ကဲကဲ light တယ်ကစားညမန်ကျန်တော့ကျန်တော့ရှင်ရှင်ထားမှာသမီးဆောက်မှာသမီးကဆက်ထားရင်ကြိုက်နေမှာ ငါတော့ဖြစ်နေတာတော့ဖိနေလိုက်တာကဲတော့မင်းကိုလေးနိုင်လိုက်ပါလိုက်တည်တယ်ဂူဆိုင်တက်တယ်ဒါမျိုးလေးပေါ့နော်တိတ်တယ်ကဲအဲ့ဒါမင်းကဘွားမားတဲ့အကြိုက်ဆုံးဇက်ကားတမမလို့ရှိရင်ဇက်ဝင်ခံကဘာဖြစ်မလဲတဲ့နင်းနေတော့တိကျအောင်ပြနိုင်မလားတဲ့မတရားဖြစ်နေတဲ့ဇက်ကားမျိုးဆိုရင်ဒါတော့ကြော်ခဏခဏလည်းကြည့်ဖြစ်တယ်အဲ့ကား တော်တော်လေးလဲသဘောကျတယ်ကြိုက်လဲကြိုက်တယ်အဲ့ဒါပါလဲဆိုတော့ထက်တန်းစားကိုနေတိုးကိုနေတိုးထက်တန်းစားကဘလို့ဖြစ်လို့ကြိုက်ရလဲဆိုတော့သူကအာဘလို့ပြောဒီဘလို့ပြော net locker ဘက်ကိုရိုက်တာ哦ကျွန်တော်အဲ့လိုတခုခုကိုအဲ့လိုဘေးဆုံနာတဲ့ကားလေးဆိုသဘောကျအဲ့လိုအဲ့လိုမျိုးဆိုတော့ဒီ net locker ကိုရိုက်ထားတာမှာမှာဒီ net crore တွေမှာ sorry အမျိုးစုံရှိရပေါ့နော်မျိုးစုံရှိရစားဘယ်လိုပြမလဲ LGBT 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 လည်းရှိ ရှိရကြားထဲမှာဒါကိုနေတိုးရဲ့ character ကြာသူကလုံးဝဘယ်လိုပြမလဲ straight ကြီးဦးမှာဒီ neck တော့လောက်တာပေါ့နော်ဒါကြတော့ဘယ်လိုပြမလဲอืมသူဘယ်လိုပြောသူရဲ့အထုံပါရမီပါလာလို့ဖြစ်ကိုဖြစ်ရတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုး character လေးဆိုတော့ကြိုက်တယ်အဲ့ကားလေးကိုဘယ်နှခါပြန်ကြည့်ကြည့်လဲမယိုးဘူးပေါ့အဲ့ ဲ့တော့ကျွန်တော်လည်းအဲ့ကားကိုတော်မတ်ရတာဖြစ်တယ်။ဘာလို့ဆိုတော့နော်သူရဲ့အဲ့ဘယ်လိုပြောမလဲ။ဒီနောက်ကတော့တယောက်ဖြစ်နေအောင်ပါကွာ။အရင်တခြားကြည့်ခဲ့ရတဲ့ဟာတွေမတူဘူး။ဟုတ်တယ်ဟုတ်တယ်။သူသူ့ရဲ့ဒီထဲမှာဇန်ဝင်နေတဲ့ပုံလေးရမ်းလိုက်တယ်။ဟုတ်တယ်။တကယ်လည်းလိုက်တယ်ကွာအဲ့ကား။လိုက်တယ်ဟုတ်တယ်။ခုနေတူကတော့ကျော်ဘင်းရန်လည်းပြောပါတယ်ကျော်ရဲ့စံထားရတဲ့ role model ပဲเนาะဟောကိုနေတူအကြိုက်ဆုံးအဲကိုနေတူအဲ role role actor ပဲပြောရမယ်ဆိုရင်တော်တော်များများလေးကြိုက်ကြမှာဘာလို့လဲဆိုတော့ ကိုနေတော့နော် तू ကလေအဲ့လိုတကားဆိုတကားသူ့ရဲ့ character change just လုံနိုင်တာထက်တန်းစားရမှာကိုမှတ်မိနေ Thai Long Day တကြောင်မဖြစ်ဖြစ်တောင်းတော့အနေငယ်ပြီးပေါ့ Thai Long ဆိုတော့ဟွာလေးပေါ့မချောက်ပဲဆောက်စရာစားနေတဲ့တရားကြီးနင်တို့၄ယောက်ထဲမှာမချောက်ပဲ၆ချင်ရန်ဆောင်နေတဲ့လူတယောက်ပါနေတယ်အေးငါထုတ်ပြောမှာအဆက်ကွဲသွားတာမျိုးမဖြစ်စေချင်ဘူးချွင်းတင်နေတော့ဖြစ်ကုန်ပြီဓမ္မဆုံးတဲကွဲစလား อืมเบยวยมาแล้วสรเอาชื่อฤาสุหลุเซจอตัดมาสุใส่กะซ่าได้ไปชื่อจ้าเงงๆเนี่ยအဲ့မျိုးစိတ်ကစားတာမျိုးတော့မရှိခဲ့ဘူး။မရှိတာ။ဟုတ်ပြီ။ငငယ်လေးကစိတ်ကစားတဲ့ချိန်တာ။မရှိဘူးဆိုတာကအင်းဘယ်လိုပြောရမလဲဆိုတော့အဲ့လိုကြိုက်ခဲ့တဲ့သူတွေဆိုလည်းအဲ့လိုဆွဲဆွဲမြဲမြဲပဲကြိုက်ခဲ့တာဥမာဆိုရင်ပြောရမယ်ဆိုရင်အဲ့ကောင်မလေးတယောက်ဆိုကျွန်တော်ခုနှစ်တန်းအကုန်လောက်တည်းကကြိုက်တာ။၃နှစ်ကျော်လောက်ဒီသူ့ကိုပဲကြိုက်တာ။အဲ့လိုမျိုး အဲ့လို၃နှစ်ကျော်လောက်ဒီကြိုက်တာဆိုအဲ့ကောင်မလီနဲ့တော့လည်းအဲ့လိုခံစားရတာပေါ့နော်ခံစားရတာတော့ငငယ်လေးတွေကဘယ်လိုပြောရမလဲခံစားရတာပါပဲလုံလန်းကြောင့်မှကျုံးခံနေလို့တင်တယ်ချစ်ချစ်ချစ်ရအောင်ကောင်းပါချစ်သူကတော့ဖြစ်တော့ဖြစ်လိုက်တယ်ဒါမဲ့စက်သိမ်းမလာခဲ့ဘူးပေါ့အော်အဲ့လိုဘယ်လောက်ထိကြာခဲ့ရအဲ့လိုခံစားလိုက်ရမှုဖို့ဘယ်လောက်ထိလုပ်လိုက်ရ မူဖုန်ကတော့မူဖုန်လုံးဖို့လည်းခက်တယ်ရပါတယ်ကျွန်တော်အဲ့လိုမူဖုန်လုံးဖို့ဆိုရင်လည်းအဲ့လိုခက်တယ်ပေါ့ကျွန်တော်ရဲ့ပုံစံဘယ်လိုလဲဆိုတော့ကျွန်တော်အဲ့လိုငိမ့်ငိမ့်စိတ်စိတ်နဲ့ကိုယ့်ဘာကိုတယောက်တည်းရှိနေတဲ့အချိန်ဆိုရင်အဲ့လိုကြောင့်မျိုးတွေးပြီးအဲ့လိုမျိုးစိတ်ဆင်းရဲစရာတွေဝမ်းနည်းစရာတွေအဲ့လိုမျိုးအမြင်နဲ့တွေးအားကြောင့်မို့ကျွန်တော်အမြင်နဲ့ဘယ်လိုပြောရမလဲဖြောက်သွားဖြောက်စားနေရဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုးကိုယ့်စိတ်ကိုဖြောက်တာပေါ့နော်အဲ့လိုမျိုးမဟုတ်လို့ရှိရင်တယောက်တည်းနေပြီဆိုရင်ကျွန်တော်လုံးဝ overthinking တမား ဲ့လိုဆိုတွေးမိပြီးတော့အဲ့တော့ဆိုလဲအဲ့လိုပဲဘယ်လိုပြောမလဲတွေးပြီးတော့အဲ့လိုမျိုးခံစားရတာပေါ့နော်ဘာလို့လိုမျိုးလောက်ရလဲပါညာပေါ့တစိမ့်စိမ့်တွေးရငိုတွေးငိုတယ်ငိုတယ်ငိုငိုတာလည်းရှိနေငိုတယ်ငိုတာလုံးလုံးဆယ်မှာတော့အသေးကွဲနေရမျိုးရှိလားလုံးဆယ်မှာမရှိဘူးလုံးလုံးဆယ် fresh အခုကတော့ဘယ်လိုပြောရမလဲနည်းလေတက်လေကြီးလာပြီဆိုတော့ဒါတွေရင့်ကျက်သွားပြီပေါ့ကိုကရင့်ကျက်သွားပြီပေါ့ ကိုကကစားမခံတော့ဘူးကွာ။အော်ကိုပဲပြေးကစားလေရဖြစ်တော့။ဟုတ်လိုက်တော့ကွာ။ညီလေးရ။ကြည့်ပါလား။မိခွန်းကြီးကတိတ်မကြံတော့ဆိုတာနောက်တစ်ခုနိုင်မှာမနော်။နိုင်နိုင်ပါဟုတ်။ကြည့်ပါ။နောက်တစ်ခုကတရုတ်ဆောင်မလုံရရင်တဲ့နောက်ထပ်လှုပ်ဖြစ်နေမယ့်အရာတစ်ခုကဘာဖြစ်မလဲ။ဒါအခုတရုတ်ဆောင်တော့ဖြစ်ဘူးဆိုလို့ရှိရင်ပေါ့။တရုတ်ဆောင်တာမဖြစ်ခဲ့ဘူးဆိုရင်ကျွန်တော်ပထမ target ထားတာဒါကတော့ကျွန်တော် အာဘယ်လိုပြော oversee သွားပြီးတော့ပဲဒီတိုင်းဘဝကိုကောင်းကောင်းမွန်မွန်လေးလုပ်မယ်အဲ့ဒါ plan တစ်ခုနောက်တစ်ခုကကျွန်တော် cabin crew လုပ်ချင်တာကျွန်တော်ငငယ်လေးကဒီလုပ်လုပ်ဖို့တော့စိတ်ကူးမရှိဘူးကျွန်တော်အများနဲ့လည်းပြောတယ်လုံးဝစိတ်ကူးမရှိဘူးဆိုတာကြောင့်အာကို့တော်ကလည်းဒီလိုဒီ level တွေရပဲဆိုတော့ तू အဲ့လိုပင်မန်းတာတွေ तू စိတ်ညစ်စရာရှိတာ shooting နေပိုင်းလည်း live ဘူးတာဟုတ်အဲ့လိုမျိုးဆိုမြင်နေရောလေကိုကဒီအရကြီးကိုအဲ့လိုခက်ခဲတယ်ပေါ့နော်ခက်ခဲတယ်ဆိုပြီးတော့အဲ့လိုမလုပ်ချင်ခဲ့ဘူး မလှုပ်ရှင်ခဲ့ပဲဒါမဲ့ဘယ်လိုပြောရမလဲအာမတိစိတ်တဲမှာတော့သူကသူတော့ဝါဒနာတွေရောပါနေအောင်เนาะအဲ့လိုမျိုးဆိုတော့မတိစိတ်ကိုဖုံးခွဲထားတဲ့ပုံစံပေါ့အာအခုနောက်ပိုင်းမှာဒါအမတ်မတင်ဒီလိုမျိုးဝင်ရောက်လာပြီးတော့ဒါဘယ်လိုပြောရမလဲဝါဒနာနဲ့အဲ့လိုပေါင်းသွားပေါင်းသွားပြီးတော့ဒီရစိတ်ပါပြီးမျောသွားအော်အဲ့ဆိုဒါအဒီဘယ်ညောင်းဝဲတာဒီဇိုင်းမတ်နဲ့ရွေးချယ်လိုက်တော့อืมဟုတ်တယ်ကျောင်းရဲ့အကျဉ်းအကျတော့အဲ့လိုအလုပ်တစ်ခုလုပ်ပြီဆိုရင်အဲ့လိုဒီဇိုင်းမတ်မတ်နဲ့ဟိုဘယ်လိုပြောဖြစ်ဖြစ်မြတ်မြတ် ဖြစ်တာကိုပဲကြိုက်တယ်လိုချင်တယ်အဲ့လိုဆိုတော့ကျွန်တော်ဒီတန်းကိုပဲ ဖြစ်ဖြစ်မှန်မှန်ဖြစ်အောင်ဆက်လျှောက်ဖို့ပဲရှိ။ဟုတ်ကဲ့ဆွဲလန်းကြည့်တာ။ဟုတ်တယ်ဟုတ်တယ်ဆွဲလန်းကြည့်ရဆွဲလန်းကြည့်တာ။အဲဆိုလို့ရှိရင်ဒါမေကွန်းနေရာတော့စုံစုံစည်းပေါ့ဖြည့်ပေးပြီးသွားရပေါ့နော်။ဆိုတော့ဒါအခုလိုမျိုးဖြည့်ကြပြန်လေကျေးဇူးများကြီးတင်ပါတယ်။ကျေးဇူးတင်ပါတယ်။အဲဆိုပရိသတ်တွေကိုဒါပြောချင်တာလေးတွေပေါ့နော်။အဲ့လိုမျိုးမှားချင်တာလေးတွေဒါရှိလို့ရှိရင်လည်းပြောပြပါအောင်ကပ်ပါလေးကြည့်။ရှေ့မှာရှေ့လာတော့ကလည်းကျွန်တော်ဒါမေချိုလုံသားအတန်ဆိုရဲရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးပြီးစီးထားရပေါ့နော်။အာကျွန်တော်ကြားတာကတော့ဒီနှစ် အကုန်မဟုတ်ရင်တော့နောက်နှစ်လောက်တော့အာပိတ်ကားပေါ်ရောက်မယ်လို့တော့ကြော်ကြားတယ်။အဲဒီတော့ဒီကားလေးထွက်လာရင်လည်းအများကြီးအားပေးကြပါ။အာကျွန်တော်တို့နုပညာရှင်တွေဆိုတာဒါပြိတ္တအားပေးမှလည်းနော်လို့ပြောမယ်။ရှေ့ဆက်ချောင်းအမေခီကိုဆက်ချောက်လို့ရမှာဆိုတော့ဒါအများကြီးအားပေးကြပါ။ကျွန်တော်တို့ဒီအရင်နေ့ကသပင်းရေလေးနဲ့ရုံးဝန်းနဲ့ရောဒီရွှေချိုဖြစ်မှာရောလူတွေတိရွယ်လို့ချစ်ပေးလာကြတဲ့သူတွေကိုကျွန်တော်လည်း အများကြီးကျေးဇူးလဲတင်တယ်ကျောကလည်းကျောက်ချစ်တဲ့သူမန္တမယောကိုကျောလည်းအကုန်လုံးချစ်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါအဲ့ဆိုလို့ရှိရင်တော့ဒါနှုတ်ဆက်မယ်ချင်းပေါ့နော်ဆိုတော့ကျေးဇူးဝေခဲ့ကြရတဲ့ဒါ Fan Blaster ပြည်သက်ကြီးအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းဘယ်လိုမျိုးအမှုပညာရှင်တွေဘယ်လိုမျိုး celebrity တွေကိုဖိတ်ခေါ်ပြီးတော့အခုလိုမျိုးပဲပို့တော့ဘာမေးခွန်းလေးအာမေးပြီးတော့ဒါပို့တော့အဖြေလေးနေနေပေါ့နော်ဒါတင်ဆက်သွားအောင်လဲဆိုတော့ဆက်ဆောင်ကြည့်ပေးကြပါအောင်ကျေးဇူးပေးကြအောင်ကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်